အားလုံးမင်္ဂလာပါဖို့ပရန်စီမှာပြန်လာကြိုဆိုပါတယ်ချယ်ဆီကတော့သူရဲ့အင်ကွင်းမှာဆိုရင်ဟိုဘာဟာတန်ကို3စီးနဲ့အနိုင်ရရှိပြီးတော့အဆင့်နှစ်ကိုတက်ရောက်နိုင်ခဲ့ပြီးဒီနေရာမှာချယ်ဆီကိုကြည့်မယ်ဆိုရင်ပြန်ပြန်တင်းနဲ့အမှတ်ရတာကိုသူတို့ကအတုံးချနိုင်ခဲ့တဲ့ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီစပါနယူတိုက်တဲ့တေးကြတာကိုအတုံးချနိုင်ခဲ့တယ်ဒါအပြင်တစ်ဖက်ကကျွန်တော်ဒီမက်ဆီနဲ့လည်းပါဖို့ထိတိုက်တော့အတုံးချပြီးတော့သူတို့ကကျွန်တော်ဒီအဆင့်နှစ်ကိုယာယီတက်ရောက်နိုင်ခဲ့ပြီးဒီဘွဲမှာဆိုရင်ကျွန်တော်ဒီချယ်ဆီကိုကြည့်မယ်ဆိုရင် ပထမကစားပုံကိုကြည့်မယ်ဆိုရင်လည်းဒီကျွန်တော်တို့ပြောစရာရှိတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့လူစင်းမှာဆိုရင်ဒီဘွားမှာဆိုရင်နောက်တန်းမှာဆိုရင်အာမာလိုကူစတိုဖိုဖာနာအန်ချာလိုပါကူကူဝဲလာကစားတယ်ကွင်းလက်ကိုကြည့်မယ်ဆိုရင်ကက်စီတိုအန်ဆိုအဂျာဂိုဘက်တိုတောင်ပံတွေကိုကြည့်မယ်ဆိုရင်နက်တိုနဲ့ကျွန်တော်တို့ဒီတစ်ဖက်ကအာကနာချိုတိုက်စပံကိုကြည့်မယ်ဆိုရင်ဒီလက်ဦးဆောင်တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့ပထမကစားပုံကိုကြည့်မယ်ဆိုရင် အာလုံးဝအောင်မဲ့ဆိုရင်အားရစရာမရှိဘူးဒီနေရာမှာဆိုတပတ်ဥပဟာတန်ကိုသူတို့ကပထမမှာဆိုရင်ကိုရရှိဖို့အာရုံးကန်ခဲ့ရတဲ့ဘဘာတန်ကိုကြည့်မဲ့ဆိုရင်သူတို့ကကျွန်တော်တို့ဒီခက်ဆစ်ပိတ်ပြီးတော့ကစားတယ်ဒီနေရာမှာချယ်ဆီကိုကြည့်မဲ့ဆိုရင်ဘဘာတန်ရဲ့ကျွန်တော်တို့ဒီခက်ဆစ်ကိုသူကပထမမှာဆိုရင်ကြော်ဖြတ်ဖို့တကယ်မှမလုံနိုင်ရုံးကန်ခဲ့ရတယ်မလုံနိုင်ခဲ့ဘူးမကြော်ဖြတ်နိုင်ခဲ့ဘူးဂုံသွဲနိုင်ခဲ့ဘူးဒီနေရာမှာဆိုရင်အဓိကကျွန်တော်ဒီပြောချင်တာကကနာချိုကြည့်မဲ့ဆိုရင်ဒီဘက်မှာဆိုရင်သူကအစင်ပြေတယ်ဒါပေမဲ့ နက်တိုချိမဲ့ဆိုရင်သူရဲ့ကျွန်တော်ဒီညာချန်ကပထမမှာဆိုရင်လုံးဝကျွန်တော်ဒီအစဉ်ပြေခြင်းမရှိဘူးဒီနေရာမှာဆိုရင်သူ့စီကအမဲ့ဆိုရင် cross day ပြီးတော့ကျွန်တော်ဒီအခွင့်အရေးဖန်တီးမှုတွေကပေါ့ရှိချောင်းမှုတွေဘာမှမမြင်တွေ့ခဲ့ရဘူးနက်တိုချိမဲ့ဆိုရင်ဒီဘက်မှာဆိုရင်သူကတကိုးသွင်းခဲ့ဒါပေမဲ့သူရဲ့ကျွန်တော်ဒီခြေစုံးကိုကြည့်မဲ့ဆိုရင်တအားကြီးတော့ကောင်းနေခြင်းမရှိဘူးပထမမှာဆိုရင်သူကတကယ်ကိုမှရုန်းကန်ခဲ့ရတယ်ဒါအပြင်တစ်ဖက်ကကျွန်တော်ပထမမှာဆိုရင်အဂျာဘတ်ထိုနဲ့ကျွန်တော်ဒီ အာဒီလက်ကိုကြည့်မယ်ဆိုရင်အပိုလိုလိုအောင်မယ်ဆိုရင်ဖြစ်ခဲ့တယ်။တရုန်ရက်ကိုကြည့်မယ်ဆိုပထမမှာဆိုရင်လုံအောင်ကျွန်တော်ဒီအစီရင်ပြေခဲ့ဖို့ဒီနေရာမှာချက်စီကိုပထမမှာဆိုရင်တို့ကကျွန်တော်ဒီကိုရရှိဖို့ရုံးကန်ခဲ့ရတယ်။ဒီနေရာမှာကနာချူကြည့်မယ်ဆိုရင်အစီရင်ပြေတယ်ဆိုရင်လည်းကျန်တဲ့ကမာမားတွေကိုကြည့်မယ်ဆိုရင်တို့ကပထမမှာဆိုရင်ချက်သွင်းပြဖို့အရုံးကန်ခဲ့ရတယ်။ဒီနေရာမှာဆိုရင်တစ်ခါကကျွန်တော်တို့ဒီဘဘာတဲ့ကွန်မဖြစ်တဲ့ကျွန်တော်တို့ဒီဂျွန်စတန်ကောင်းလာလဲအမှတ်ဆိုရင်ပါတယ်ဒီနေရာမှာချယ်စီကိုကြည့်မယ်ဆိုပထမမှာဆိုရင်တို့ကကိုရရှိဖို့ ရုံးကန်ခဲ့ရတယ်။ဒုတိယပိုင်းကျွန်တော်တို့ဒီဒုတိယပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့ဦးဆောင်ွယ်သူတို့ကရရှိခဲ့တယ်။ဒီနေ့50တိုင်နဲ့မှာဆိုရင်ဘာလိုကိုစတိုကြည့်မယ်ဆိုရင်သူတို့ကသူကအမဲဆိုရင်ဦးဆောင်ကိုစားပြီးတော့တွင်းယူခဲ့တယ်။အဲကိုကိုကြည့်မယ်ဆိုရင်တော့ကနာချိုဖန်နီပေးခဲ့တယ်။အမဲဆိုရင်သူရဲ့ကျွန်တော်ဒီဖန်နီပေးတာကတကယ်အမဲဆိုရင်ကောင်းတယ်ဒီနေရာမှာကွက်တီအမဲဆိုရင်ရအောင်ချပေးတယ်ဘာလိုကူစတိုကြည့်မဲ့ဆိုရင်ကောင်းတယ်အမဲဆိုရင်သူကတက်ရုံပဲအမဲဆိုရင်အဲ့ဒါနဲ့ချက်စီရဲ့ဥဆောင်ကိုစားပြီးတော့ရရှိခဲ့တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ အာတိတ်မဲ့ကြာကိုတစ်ဖက်ကကျွန်တော်ဒီအာ Chelsea ကိုကြည့်မယ်ဆိုရင်လူစားလက်ခဲ့တယ်ဒီနေရာမှာဆိုရင် SD ဘောင်ကိုထည့်တယ် SD ဘောင်ကိုကြည့်မယ်ဆိုရင်သူကချက်ချင်းမဲ့ဆိုရင်ဖန်တီးမှုတစ်ချိန်အဖန်တီးမှုတစ်ခုပြုတ်လောက်ခဲ့တာတွေ့ရတယ်ဒီနေရာမှာဆိုရင်သူရဲ့ကျွန်တော်ဒီဖန်တီးပေးမှုကိုတစ်ဖက်ကကျွန်တော်6ဘတ်ထူကအသုံးချပြီးတော့ဒုတိယဦးဆောင်ကိုတွင်းယူခဲ့တာတွေ့ရတယ်ဒီနေရာမှာမာစကာကိုကြည့်မယ်ဆိုရင် SD ဘောင်ကိုပို့ပြီးတော့အာနေရာပေးတဲ့ ဘောက်လဲဆိုတော့ ST ဘောင်ကြည့်မယ်ဆိုရင်သူစီသူခတ်အမက်ဆိုရင်သူစီခတ် impact အများကြီးမြင်တွေ့ရတယ်ဒီနေရာမှာဆိုရင်50မိနစ်မှာဆိုရင်လူစားဝင်လာတယ်55မိနစ်မှာဟောဆို60မိနစ်မှာဆိုရင်လူစားဝင်လာတယ်65မိနစ်မှာဆိုရင်သူကကျွန်တော်ဒီ coffee time ချင်းအာပြုလုပ်ခဲ့တာတွေ့ရတယ်ဒီနေရာမှာသူ့ကိုကြည့်မယ်ဆိုရင်သူစီကအများကြီး impact ကြီးမြင်တွေ့ရတယ် ST ဘောင်ကြည့်မယ်ဆိုရင်သူကချက်စီးတွေ့သူက ခုနှစ်ကိုတွင်းပြီးတော့တကောဖန်တီးမှုပြုလုပ်ခဲ့တာတွေ့ရတဲ့ဒီနေရာမှာဆိုရင်သူ့အသက်အရွယ်အပြင်ကြည့်မယ်ဆိုရင်တကယ်ကမှဒီလိုမျိုးလှုပ်ဆောင်ထားတဲ့ကတကယ်အမစ်ဆိုရင်ချီကျူးရမယ် SD ပေါင်းကြည့်မယ်ဆိုရင်အမစ်ဆိုရင်ပို့ပြီးတော့ပေါ်ထွက်ခင်းနေရှားတင်နေပြီမတ်စကောက်ကြည့်မယ်ဆိုရင်သူ့ကိုနေရာပို့ပြီးတော့ပေးတင်နေပြီ SD ပေါင်းကြည့်မယ်ဆိုရင်တကယ်ကမှသူကခြေစွမ်းဆက်ပြီးတော့ပြသခဲ့တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ90ကျွန်တော်တို့ဒီ3မိနစ်ထင်တယ်အခု90 90မိနစ်မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကိုကြည့်မယ်ဆိုရင်အာ ဖွဲ့သိမ်းနိုင်ကိုတွင်းယူခဲ့တဲ့အဲကိုကြည့်မယ်ဆိုရင်ဒီဘက်ကကျွန်တော်ပထမတိုးကအဲတွင်းယူခဲ့တဲ့ဒီညမှာဆိုရင်ကနာချိုဖန်တီးပေးခဲ့တယ်ဒီပွဲမှာကနာချိုကြည့်မယ်ဆိုရင်သူကပထမမှာပထမမှာရောဒုတိယမှာရောသူရဲ့ကစားပုံကြည့်မယ်ဆိုရင်တကယ်ကိုမှမယ်ဆိုရင်အဆင်ပြေတာတွေ့ရတယ်ဒီညမှာဆိုရင်နှစ်ကိုဖန်တီးမှုပြုလုပ်နိုင်ခဲ့တယ်ဒီညမှာချယ်ဆီကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်တို့ဒီအင်ကွင်းမှာဆိုရင်3-0နဲ့အဲကိုပြည့်အနိုင်ရရှိခဲ့တယ်ဒီနေရာမှာချက်စီကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်တို့ဒီအဆင့်နှစ်ကိုယာယီ တက်ရောက်သွားနိုင်ခဲ့ပြီးဒီနေရာမှာဆိုအင်ကွင်းမှာဆိုအရေးကြီးတဲ့တုံ့ပြန်ပြေတော့ Chelsea ကရောင်းယူနိုင်ခဲ့တယ်ပထမကစားပထမကစားပုံကြည့်မယ်ဆိုအစဉ်ပြေဖို့ဆိုရင်လည်းသူတို့ကအရေးကြီးတဲ့တုံ့ပြန်ပြေတော့ရောင်းယူနိုင်ခဲ့တယ်တစ်ဖက်ကကျွန်တော်တို့ဒီ Overhand ကိုကြည့်မယ်ဆိုရင်ဒီဘက်မှာဆိုရင်သူတို့ကထပ်ပြီးတော့ကိုပြန်ရှုံးတယ် Overhand ကိုကြည့်မယ်ဆိုရင်တေချာတာတစ်ခုကတော့ဒီဟာဒီမှာဆိုရင်ဒီပြကောင်တယောက်ထပ်ပြီးမရှာနိုင်ခဲ့ဘူးဆိုရင်တော့တန်းစစ်မှာကအသေးချာပဲ ။ဒါအဲ့ချိန်မှာဘာဒန်ကိုကြည့်မယ်ဆိုရင်သူတို့ကပရီးမီးယားလိမှာဆိုရင်စက်တပ်ပွဲကစားပြီးသွားပြီ။ဒီနေရာမှာဆိုရင်နှစ်ပွဲတည်ကြတယ်၊ကိုးပွဲထိရှုံထားတယ်။ဒါအဲ့ချိန်မှာဆရာရဲ့ကျွန်တော်ဒီအော်ဆုံကိုရောင်းနေပြီ။တက်စစ်ကိုကြည့်မယ်ဆိုရင်ခုနှစ်ခုသာတွင်းထားတယ်။ခုနှစ်ခုသာမဆိုရင်တွင်းရသေးတယ်။ခက်စစ်ကိုကြည့်မယ်ဆိုရင်25ကိုးထိပေးထားရပြီ။ဘာဒန်ကိုကြည့်မဲ့ဆိုရင်လည်းကျွန်တော်တို့ဒီအချိန်တွဲမှာဆိုရင်ဒီပြာကောင်တောင်မရှန်နိုင်ခဲ့ဘူးဆိုရင်ကတော့တန်ဆင်မှာကကျွန်တော်ဒီတေးချနေပြီ။ဒီမဲ့ဆိုရင်ဒီပြာကောင်ရမယ်ဆိုရင်ဒီမှာပြမဲ့ဆိုမလွယ်ဘူးတော့။ဒီနေမှာဆိုရင်တန်ဆင်ဖို့ရတကယ်မှကျွန်တော်တို့ဒီအချိန်နေ များနေပြီစပတ်ကကျွန်တော်တို့ဒီ Chelsea ကိုကြည့်မယ်ဆိုရင်အကွဲမှာဆိုရင်သူတို့ကအဲအားမရမှုတစ်ချို့ရှိခဲ့ဆိုမယ်လည်းအမဲဆိုရင်အရေးကြီးတဲ့၃မှတ်ပြီတော့ရောက်နိုင်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒီအားလုံးမတလောက်ပဲကျွန်တော်တို့ဒီကောင်းတော်နေပါကောင်းတော်နေတဲ့တော့ပါကောင်းတော်နေဒီနေ့ပါစေအားလုံးကိုပါမစိနေရှိတော့